မင်္ဂလာပါဒီနေ့အခြေခံလေးနည်းနည်းထပ်ပြောမယ်မက်ထရစ်မှာကြတော့မက်ထရစ်စနစ်မှာကြတော့သူကမီလီမီတာမီလီမီတာဒီလိုအစိတ်သေးသေးလေးတွေမီလီမီတာစင်တီမီတာမီတာနော်ဒီစနစ်နဲ့သွားတယ် Imperial မှာကြတော့သူကလက်မပေဂိုက်နော်လက်မပေဂိုက်ဒါဆိုတလက်မလေးပေါ့တလက်မလေးဒါဒါလည်းတလက်မပေတယ်လေး plastic နဲ့ ဘလို့တိုင်းတာရေးကရိကရိယာပဲဖြစ်ပလိစေဒီတကယ်လို့အနုစိတ်တိုင်းမဲ့ဆိုလို့ရှိရင်ဒီမှာဒီဒီတလက်မအတွင်းမှာအစိတ်ရေဘလောက်စိတ်ထားလဲဒီပေတံဆိုလဲတလက်မအတွင်းမှာသူအစိတ်ရေဘယ်နှစိတ်စိတ်ထားသူဒီမှာရေးကြည့်လိုက်လို့ရှိရင်နေ6678104216280ဒီ plastic ပေတံလေးကအစိတ်ရေ20စိတ်ထားတယ်ဆိုတော့ဒီဒစိတ်ကတံမိုးလေးဟာဒီဒစိတ်လေးရဲ့တံမိုးလေးဒီတစ်ကိုဟလာဒီတလက်မလေးကို အပုံ20ပုံသားရဲ့အတွက်အတွက်တစ်ကို20နဲ့စားပေါ့နော်20ပုံပုံရင်တပုံဒီတစ်စိတ်ကလေးရဲ့တန်ဖိုးကဒါ20ပုံပုံရင်တပုံဒီမှာကျတော့ဒီចောင်းတော့ပေတံလေးကြသူကဘယ်နှစိတ်စိတ်ထားလဲသူ့ထဲမှာရှိတဲ့ငါးအနေ6အတွင်းမှာတလက်မအတွင်းမှာရှိတဲ့အစိတ်ရေလေးရေးကြည့်လိုက်လို့ရှိရင်နေ၄6 8 10 12 14 16เนาะ16စိတ်စိတ်ထားတယ်တော့သူ့ကိုနည်းနည်းလေးအနီးကလေးထပ်ပြီးပြကြည့်မယ် ဒီမှာ तू ဒီတလက်မလေးတလက်မလေးမှာ तू ဘယ်လောက်စိတ်ထားလဲဒီမှာဆိုလို့ချင်း2စိတ်6စိတ်8စိတ်အဲ့နော်10 12 14 16စိတ်ဒါ16စိတ်စိတ်ထားတဲ့ဥစ္စာလေးအဲ့တော့ဒီမှာဒီကနေဒီအထိဒစိတ်ဒီတန်မိုးဒီတစ်ကို16နဲ့စားရတယ်မတူလားတစ်ကို16နဲ့စားရတယ်16ပုံပုံရင်တပုံ လက်မှာဟုတ်တယ်နော်အဲ့တော့ဒီမှာဒီပေတာနေခဏပဲဒီဒီမှာဆိုရင်ဒါတလက်မအဲ့တော့တလက်မကိုဒီမှာဆိုလို့ရှိရင်နှစ်ပုံပုံရင်တပုံတလက်မနှစ်ပုံပုံပဲဒီတလက်မလေးကိုနှစ်ပုံပုံပဲဆိုတော့ဘယ်နာပဲထိရှိမလဲဒီနာကနေဒီဒီတပုံပြီးနောက်တပုံဒီမှာနှစ်ပုံအဲ့နှစ်စိတ်စိတ်ထားတာပေါ့နော်တကယ်တော့ဒီမှာဒီမှာတေချာကြည့်လိုက်လို့ရှိရင်အဲ့ဒီမှာကြည့်လိုက်လို့ရှိရင် ဒီကနေ့ဒီအတွင်းမှာနှစ်စိတ်စိတ်ထားတယ်လို့သူကပြောနှစ်ပုံပုံတစ်ပုံစောဘယ်အထိဖြစ်မလဲဒီကနေ့ဒီအထိဖြစ်မယ်တော့ဗာလဲနှစ်ပိုင်းတစ်ပိုင်းလက်မဆိုတာဒါလေးပြောတာနော်နှစ်ပိုင်းတစ်ပိုင်းလက်မလေးတော့နှစ်ပိုင်းတစ်ပိုင်းလက်မလေးဒါသူကအသီးလေးတွေနဲ့အနေနဲ့ကြည့်ရင်ဒီမှာဒီအသီးလေးဒီအသီးလေးဒါဒါသူကလက်မဝက်ပေါ့နော်တလက်မရဲ့တဝက်နှစ်ပုံပုံမှတစ်ပုံဒါ ဒါနှစ်ပိုင်းတစ်ပိုင်းဒါအဒီခေါင်းပြောင်းလေးပေါ့အဒီခေါင်းပြောင်းလေးဒါနှစ်ပိုင်းတစ်ပိုင်းလက်မဒါလေးကနှစ်ပိုင်းတစ်ပိုင်းလက်မเนาะနှစ်ပိုင်းတစ်ပိုင်းလက်မနောက်တကသူကဒီမှာတစ်ပိုင်းလေးပိုင်းလက်မတစ်ပိုင်းလေးပိုင်းဆိုတော့သူက၄ဘုံပုံမှာတလက်မောက်၄ဘုံပုံမှာမာကြီးဒီမှာကြည့်လိုက်လို့ရှိရင်ဒီမှာသေချာကြည့်ရင်တဘုံနှစ်ဘုံသုံးဘုံ၄ဘုံ၄စိတ်စိတ်ထားတယ်အဲ့၄ဘုံစိတ်ထားတဲ့မှာတဘုံဆိုတာဒါလေးကိုပြောတာဒီနေရာလေးเนาะ လေးစိတ်ဒိဋ္ဌာတွေကတဲမှတပုံဒါတဲ့လေးပုံမှုတပုံပြီးတော့1 4လို့ခေါ်တာဗောနော်ဒါလေးရဒါလေးပုံမှုတပုံဒီမှာတိုင်ကြည့်လိုက်သူကဒါလေးပုံပုံထားရဲမှာဒီအသီးထိတ်လေးသည်သူအလျားလေးသည်လေးပုံပုံတပုံဟုတ်နော်ရေကြည့်လိုက်လို့ရှိရင်လည်းဟုတ်တယ်သူကဘယ်လောက်ရှိလဲဒီမှာ တစိမ့်၂စိမ့်၃စိမ့်၄စိမ့်เนาะအဲ့တော့၄စိမ့်ထဲမှာ၄ပုံပုံတပုံလက်မှသည်ဒါကိုပြောလဲအဲဒါကိုပြောတယ်ဗောနော်၄ပုံပုံတပုံဒါဆို၄ပုံပုံတပုံ၄ပုံပုံဒါရအနိုင်တပုံเนาะဟုတ်ပြီเนาะနောက်တစ်ခါ၈ပုံပုံတပုံဆိုဒီတလက်မှကိုစစ်စစ်စိတ်မှာစစ်စစ်စိတ်ဒါမှမှာတစိမ့် ဆိုရှင်းစိတ်စိတ်မယ်ဆိုလို့ရှိရင်1 2 3 4 5 6 9 10เนาะဟုတ်ပြီเนาะအနီးကပြန်ပြမယ်ရှင်းစိတ်စိတ်မယ်1 2 3 4 5 6 9 10ခွန်ရှစ်ရှစ်ပုံပုံမှာတပုံဆိုရင်ဘယ်လောက်ပြမလဲဒီကနေဒီဒီလေးပဲပြမယ်เนาะဒီနားကနေဒီနားလေးဒီပဲပြမယ်ဟုတ်ပြီเนาะရှစ်ပုံပုံတပုံဒီမှာဒီဒီလေးเนาะဒီမှာဒီနားကနေဒီဒီ ရှိပုံပုံမှာတပုံတလက်မအောင်ရှိပုံပုံတပုံအဲ့တော့သုံးပုံရှိပုံပုံလုံးမှာသုံးပုံဆိုရင်ဘယ်လောက်ဖြစ်မလဲဒီမှာအဲရှိပုံပုံပဲရှိပုံပုံလုံးမှာသုံးပုံဒီမှာဒါလေးဒီတိုင်းဒါလေးဒီ2 3 4 5 6 8ရှိပုံပုံမှာသုံးပုံဆိုရင်ဒီမှာသုံးစိတ်ရှိရမယ်ဟမ် ဒီနေတော့ဒါဆိုရင်ရှစ်ပုံပုံရင်၃ပုံ38လို့ခေါ်တာပေါ့เนาะ38လို့ခေါ်တယ်38လက်မလေးอ่ะဒီမှာ38လက်မလေးဒီမှာဒီအသီးခေါင်းပြောင်းအသီးလေးပေါ့เนาะခေါင်းပြောင်းအသီးလေးဒီမှာသူကရှစ်ပုံပုံရင်၃ပုံเนาะရှစ်ပုံ၃ပုံ၃ပုံသူ့ကိုအနီးကပ်ကြည့်လိုက်လို့ရှိရင်ဟုတ်တယ်လားဒီမှာတေချာကြည့်လိုက်ဟုတ်ပြီနော် သူကဒီနေ့တော့เนาะ4 5 6ခွန်8ဒီ10ပုံပုံနဲ့ရမှာမှာဒီနေ့တော့ဒီခေါင်းပြောင်းလေးအထိပ်ဒီပါလေ3 3 by 8အဲဒါကိုပြောတာเนาะ3 by 8ဒါခေါင်းပြောင်းလေးအထိပ်ဒီ10ပုံပုံရင်3ပုံမြင်မြင်เนาะအဲတစိမ့်နှစ်စိမ့်သုံးစိမ့်တွေ့ရเนาะအဲ10ပုံပုံမှာမှာ3စိမ့်ဒါခေါင်းပြောင်းဒီလေးအထိပ် အောင်မြောင်းဒီလေးရဲ့ထိတ်အတော့တလက်မကို အပုံတစ်ထောင်ပုံရင်ဘယ်လောက်သေးွားမလဲတဲ့ဒါ16 तू က16စိတ်စိတ်ထားတဲ့ဥစ္စာเนาะဒီပေတံလေးက16စိတ်စိတ်ထားတယ်အပုံတစ်ထောင်ပုံရင် तू ကအရန်သေးွားမယ်7ပုံပုံနဲ့ဆိုတာ8စိတ်2ပုံပုံနဲ့ဆိုတာဒါပါလေတလက်မဟုတ်ဓမ္မ2ပုံပုံထားတဲ့ဟာလေးတွေဒါ နှစ်ပုံပုံထားတာဒါရှစ်ပုံပုံလဲဆိုရှစ်စိတ်စိတ်ထားတာဒါတလက်မောက်ကိုနှစ်ပုံပုံလဲဆိုနှစ်စိတ်စိတ်ထားတာလေးတလက်မောက်လေးပုံပုံလဲဆိုလေးစိတ်စိတ်ထားဒီနေ၃၄ခုနပြောရကနော်အတော့ဒီမှာဒီလေးပုံပုံ၃ပုံ၃ပိုင်း၄ပိုင်းလက်မဆိုတာ၃ပိုင်း၄ပိုင်းလက်မဆိုတာဒီမှာ3 4 3 4အတီးလို့ပါ3 4ခေါင်းချင်းလို့ဆိုတာဓမ္မ3စိတ်2စိတ်3စိတ်4စိတ်4စိတ်တည်းရမှာ3ပုံเนาะ4စိတ်တည်းရမှာ3ပုံ လေးစိတ်ထဲမှာသုံးပုံတမှာနော်ဟုတ်ပြီနော်လေးစိတ်ထဲမှာသုံးပုံ10စိတ်20စိတ်30စိတ်4စိတ်ဒါတလဲမအောင်လေးစိတ်စိတ်ထားတဲ့အမှာမှာ3စိတ်10စိတ်20စိတ်30စိတ်ဒါဆိုရင်လေးပုံပုံရင်3ပုံ3ပိုင်း4ပိုင်းလက်မ4ပိုင်း3ပိုင်းလက်မဟာနော်4ပိုင်း3ပိုင်းလက်မအသီးသီးဒီလိုခေါင်းပြောင်းအသီးကြီးကဒါ3ပိုင်း4ပိုင်းပေါ့နော်ဒါမှသူဆိုရင်ဒါကဟိုဒါ heavy duty ပေါ့ ဘယ်နှလောက်ရှိလဲတလမရဲ့ဟိုလေးပုံပုံတွေရမှာ3ပုံဟုတ်ပြီနော်ဒီမှာမြင်ပြီနော်တလမောက်လေးပုံပုံနဲ့3ပုံဒစိမ့်2စိမ့်3စိမ့်ဟုတ်ပြီနော်ဒါခေါင်းပြောင်းတဲ့အသီးတလမောက်လေးပုံပုံ3ပုံအေးရပြီအဲ့တော့တလမောက်ကိုနော်တလမောက်ကိုအပုံတစ်ထောင်ပုံလိုက်မယ်ကဲခုန66စိမ့်စိတ်ထားတယ်တလမောက်အပုံတစ်ထောင်ပုံရင်ဘယ်လောက်ရမလဲတလမောက်ကိုတစ်ထောင်နဲ့စား တလက်မောက်တထောင်နဲ့စားလို့ရှိရင်တလက်မောက်ကိုတထောင်နဲ့စားအစိတ်ရီတထောင်စိတ်ထားတာပေါ့အဲ့ဒီဟာလေးကဘယ်လောက်သေးွားမလဲဆိုလို့ရှိရင်တလက်မောက်ကိုတထောင်နဲ့စားရင်၃ညဒသမ၃ညဒုညတိလက်မ၃ညဒသမ၃ညဒုညတိလက်မဒီလိုသင်္ကေတဒါလက်မသင်္ကေတအဲ့တော့အဲ့ဒါကိုဘာခေါ်လို့ခေါ်လဲဆိုတောင်လို့ခေါ်တယ်တဲ့နော်သူတို့လည်းတောင်လို့ခေါ်တယ်၃ညဒသမ၃ညဒုညတိလက်မဟုတ်ပြီနော်ဆိုရင်တော်တော်သေးသွားပြီဟုတ်တယ်မလား အရင်တော့အတီးခဲ့တာ1မီလီမီတာအသေးလေးကိုဘယ်လောက်ပုံတာလဲ1000ပုံရင်1မိုက်ခရိုမီတာဒါကြတော့ခုမတူးတော့သူတလက်မကိုအပုံ1000ပုံပုံပုံအပုံအစိတ်ရေ1000စိတ်မှာဟုတ်ပြီနော်ကဲကျေးဇူးပါ like and subscribe လေးလုပ်ပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်